ဲ့ဒါဘုန်းကြီးတို့ဗုဒ္ဓနေ့အထိမ်းမှတ်ကိုဒါကျင်းပရခြင်းအဓိကရည်ရွယ်ချက်ကတော့ဘုံဘုံတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေဗုဒ္ဓနဲ့ပတ်သက်တဲ့နေဒုနေမြအခါကလသမယတွေကိုသိစေခြင်းနဲ့နားလဲစေခြင်းနဲ့တတ်စေခြင်းနဲ့ဒါကြောင့်မလို့ဘုံဘုံတို့ဒီခရစ်တော်ရဲ့မွေးနေ့ဖြစ်တဲ့အဲဘုန်းကြီးတို့ဒီဇင်ဘာ25ရက်နေ့ကိုဒါခရစ်မတ်နေ့လို့သတ်မှတ်ကြတယ်နော်အဲ့ဒါကိုဒီကမ္ဘာလုံးကနေပြီးတော့မှာ အတောင်းတောင်းဖြားဖြားအောင်အောင်ကျင်ကျင်နဲ့ဆောင်ရွက်ကြတယ်ဒါကဒီဘာသာဝင်တွေရဲ့အဲသူတို့ရဲ့ဘာသာရေးခေါင်းဆောင်အပေါ်မှာထားတဲ့ယုံကြည်ချက်နဲ့စိတ်နေစေတာသဘောတရားနဲ့သူတို့ရဲ့လှုပ်ဆောင်ချက်အရာဟုတ်ပြီနော်ဒါဒုတိယကောင်းနေဟိုမနာလိုစရာအကြောင်းလည်းမဖြစ်ရဘူးဟုတ်ပလားနော်ဒါသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေနဲ့ဘာသာဝင်တွေကသူတို့ရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ခရစ်တော်ကို ယူတည်သောအဖြစ်လေးစားသောအဖြစ်အဲ့တော့ခရစ်တော်ဆိုတာကတော့တာတော်ဖရာလို့သူတို့ခေါ်တာပေါ့လေနော်သူတို့မှာဖရာသုံးစုရှိတယ်သာဝရဖရာဝိညာဉ်တော်ဖရာတာတော်ဖရာတဲ့အဲတာတော်ဖရာဆိုခရစ်တော်ပြောတာမှခရစ်မတ်နေ့ဆိုတာကခရစ်တော်ရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့မှသူတို့သတ်မှတ်ပြီးတော့မှဆော်ရဲတဲ့နေ့လို့တလွဲနားလည်လိုက်အဲ့တော့ဒါသူများပါတာကသူ့အလုပ်ကိုသူလုပ်ရမှာပဲဒီတိုင်းမဲ့ဘုံဘုံတို့ရဲ့ဗုဒ္ဓဘာသာတွေဟာလည်းပဲ ကိုကိုကိုရပြတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့နေဒုနိမြတ်အခါကလသမယပေါ့နော်မကဆုံလားဆိုအလုံးမတမ်းမနေဒုနိမြတ်ကြီးဗျာဒိတ်တော်ယူတဲ့နေ့နောက်ဆိုဘုရားပုံစံကားချက်ကြီးတွေကိုပြပြီးတော့မှချပြပြီးတော့မှအဲ့ဒီမှာ decoration ကောင်းကောင်းနဲ့လုပ်ပေးဦးမှာ landscape တွေနဲ့မှတန်းတည်တင်လို့ကောင်းအောင်လို့ဆောင်ရပေးဦးမှာဒီတမှာဘာဖြစ်လို့လဲဆိုတော့အနာကမျိုးဆက်တိကလေးတွေရဲ့နှလုံးသားမှာလေအဲ Christmas နေ့ဟူတာ ဒီဒီအောင်းအောင်တောင်းနေနဲ့နားလည်ခဲ့ကြပြီမဲ့အဲမြတ်ဗုဒ္ဓရဲ့ဗုဒ္ဓဒီမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့မွင်းနေ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးပွင့်တော်မူတဲ့နေ့ဆိုလိုချင်တာအခုလို့ကဆုံလားပြေဗုဒ္ဓနေ့ပေါ့နော်ကဆုံလားပြေကိုဘာနားလည်လဲဆိုတော့ညောင်ရီသွန်းနာတစ်ခုလောက်ပဲနားလည်ဒါတော့ခုခေတ်ကလေးသိနားမလဲတော့ဒါလည်းသိမသိတော့အဲ့တော့ဒီကဆုံလားပြေဆိုတာကတော့ဒါစနကလည်းပဲဆရာတော်ဥဝိတရိယဘုန်းကြီးတို့ဒီ မုံရွာတာဝန်ခံနိုင်ငံကဆရာတော်ကဗုဒ္ဓနေ့ကျင်းပရခြင်းအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှထဲထဲဝင်ဝင်တော်တော်များများနိုင်ငံတကာနဲ့ပြီးတော့မှအများကြီးပြောသွားပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒါတွေကိုဘုန်းကြီးတို့ကအနာဂတ်မျိုးဆက်တလူငယ်တွေကဒီကနေ့လက်ရှိရှိနေတဲ့ဗုဒ္ဓဘာသာတွေကိုကိုဗုဒ္ဓမြတ်စွာဘုရားရဲ့အကြောင်းအရာကိုထဲထဲဝင်ဝင်သိစေခြင်းတဲ့အတွက်ကြောင့်မလို့ဗုဒ္ဓနေ့အခမ်းအနားကိုဘုန်းဘုန်းတို့ကျင်းပပြုလုပ်ပေးခြင်းဖြစ်တယ်။ အဲ့ဒါဘုံမရဲ့မွေးနေ့ဆိုတာကတော့တမညပါအဲ့ဒါမွေးနေ့ဆိုတာတေနေ့ရဲ့အကျိုးပေါ့တေချင်းတရားရဲ့အကျိုးပေါ့အမ60ပေါ့အမ85နှစ်တတန်နေရမယ်ဆိုဘုံမရဲ့တတန်ဟာအာယုခရပေါ့တတန်ရဆိုရင်85ပဲနေရရမယ်ဟိုကံကတော့ဘယ်လောက်ထိသွားမယ်ဆိုတာတော့ဘယ်သူမှပြောလို့မရဘူးပေါ့လေနော်ဒါကံဆိုတာကတော့ကြာမှလည်းဖြတ်နိုင်တယ်ဒါတော့ကံကအဆက်အသက်တရားကျော်လဲနေချင်းနေသွားနိုင်တယ်ဟုတ်လားဟိအဒီကြရကလည်းအသက်60ကျော်မှလည်းပဲဒါခန္ဓာကကံကဖြတ်ရင်တော့ ဒါသူတော်ကောင်းတို့ဘာမှမတတ်နိုင်ကြဘူးဟုတ်ကောရဲ့လားဟိတို့ကကံကိုလက်ဝဲအခေကြတာဟုတ်ကဲထားလိုက်တော့အဲ့တော့မွေးနေ့ဆိုတာကအပျော်အပအမောကြွတ်တမပါဘူး။အော်ငါတေဖို့ရနီးလာပြီပဲဆိုတော့မှဘာလို့ရမလဲ။တန်ဝေကညံနဲ့ထားပြီးတော့မှတခဏပြည့်ရလူပေါ်ဝါအနှစ်ရှိအောင်ကြိုးစားကြ။အတ္တဟိတပရိတကိုယ့်အတွက်ဘလောက်အထိသီလသမာဓိပညာတွေနဲ့ဘလောက်အထိဖြစ်ပျက်တည်မြအောင်ကိုကြိုးစားနိုင်ပြီလဲ။ဒါကိုတစ်ချက်ကိုယ့်ကိုစဉ်းစားရမယ်။ နမနှဲ့ချက်ကလောကအိတ်ကငါဘာတွေအလုပ်လုပ်ပေးနိုင်ပြီလဲ။ဩလောကီလောကုတ္တရာအမျိုးပါဒသာသနာတွေငါဘာတွေဆောက်ရှောက်ပေးနိုင်ပြီလဲ။ဘာတွေလုတ်ခက်ပြီပြီလဲ။ငါရှောက်လန်းခဲ့တဲ့တတအနှစ်60တမှာဘာတွေလုတ်ခက်ပြီပြီလဲ။စသည်အပြင်ဒါတွေကိုပြန်ပြီးတော့မှဘဝကိုတန်ဖိုးထားတဲ့လူမှန်သမျှစစ်စစ်ဝေဖန်သုံးသပ်တတ်ဖို့မလုံလောက်လို့လား။ဒါကြောင့်ကိုကိုကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတာကိုအတ္တဟိတလောကီအတွက်အကောင်းဆုံးပြန်တိဆောက်ပေးတာကို ပရာဟိတတဲ့ မနေ့ကတော့ကျေးဇူးရှင်ကြောင်မဲဆရာတော်ဘုရားကြီးဒါပုံပုံတို့ရဲ့မူလကျေးဇူးရှင်ဆရာတော်ဘုရားကြီးပါအဲ့တော့ဒီဆရာတော်ဘုရားကြီးကလည်းပဲမနေ့တုန်းကဩဝါဒပေးတဲ့အထက်မှာဆိုလို့ရှိရင်အမိကိုခံတဲ့ပုဂ္ဂိုလ်ဟာဝါလုံးမဖြစ်ရဘူးဘာဖြစ်ရမလဲကြောက်တိုင်ဖြစ်ရမယ်ဟုတ်ပြီနော်အဲ့လိုကြောက်တိုင်ဖြစ်ဖို့ရအတွက်ဘုံဘုံတို့ကဘာလုပ်ရလဲဆွမ်းကအာဒီမန္တလေးဓမ္မရံဒီမဂ္ဂရိတကြီးရဲ့ဒုတိယတိုက်အုပ် တာဝန်ခံနိုင်ကဆရာတော်ဖြစ်တဲ့အဲဆရာတော်ဥတိတ်ခါကနေပြီးတော့မှအနာဂတ်သာသနာရေးစီမံချက်တွေကိုသူမဖောက်လားဖတ်သွားလားဖတ်သွားတယ်အဲ့တော့ဘုံဘုံကဒီဒီဘုံဘုံရဲ့အတိတ်ရဲ့သာသနာပြုတမိုင်းတွေကိုစာဖတ်တယ်ပစ္စုပ္ပန်မှာမြင်တွေ့နေရတဲ့တတန်တစ်ခုကိုကြည့်တယ်အနာဂတ်ကိုပြန်ပြီးစဉ်းစားသုံးသပ်တယ်ဘာတွေဖြစ်သွားနိုင်မလဲပေါ့ဒီလောက်ထိတရားဓမ္မတွေကဒီယင်းနှိမ့်နံမှုပြီးတော့မှ အသက်သွေးချွေးတွေနဲ့အများကြီးရင်းနေကြတယ်ဆရာတော်ကလည်းလက်တွေ့ညီညီနဲ့တာဂရနာဂရစာဥပ္ပောအညဉ္ဇနိတိတအာရာဒယံတို့တတ္တမယောဂိခင်မှာမနုတရံနဲ့ဒီလောက်တိအင်းနဲ့အားနဲ့အခုဆိုရင်ဘုန်းကြီးတို့ဒီကြောင်းတိုက်ကြည့်ဆိုကြသိမ်းပေါင်းနှစ်သိန်းကျော်သွားပြီဘုန်းကြီးရတနာရွှေဦးကြီးရင်းနေမြွန်းနံကတာအဲ့တောင်မှဘုန်းကြီးတို့ရဲ့ဒီနိပတ္တကုသလဒါနအတင်းကြီးကလေဒီစတီထောင်ကလေးကနေအခုတတိဆိုလို့ဆိုရင်ကြက်သိမ်းပေါင်း9000ကျော်သွားပြီ သူတို့မတီးပြီးတော့မှဒီနိဗ္ဗာန်ကုသလဒါနအတင်းကြီးကနေပြီးတော့မှဒါမြို့နယ်လိုက်မြို့နယ်လိုက်မြို့နယ်နိဗ္ဗာန်အတင်းကြီးတည်ထောင်ပြီးတော့ဆောက်တိဆောက်ပေးသွားတာပြီးတော့ဒီကြားထဲမှာတီးချတီးချဒကာဒကမတွေရပတ်မုတ်ကူညီဆောက်ဆောက်လူတန်းမှုပေါ့နော်အဲ့တော့အဲ့လောက်အထိဆရာဒကာတွေတွဲပြီးလွတ်သွားတယ်အနာကဒီဌာနကြီးဘယ်လိုဖြစ်သွားနိုင်မလဲစသည့်အပြင်ပေါ့အဲ့တော့ဘုံဘုံတို့ကတော့ကိုယ်တတ်နိုင်တယ်လို့ကြောက်တိုင်ကြီးဖြစ်အောင်ဆိုပြီးတော့မှ ဘုံဘုံတရားကိုចောင်းထိုင်ចောင်းបိုင်សနစ်နဲ့မသွားဘူးဘုန်းကြီးတို့ကနာယកសနစ်နဲ့သွားတယ်ပြီးတော့ဒီអុឈុកတဲ့សារော်တွေကဒီအရေးချင်းပြည့်မီတော့သာသနာစိတ်ရှိမိသားစုစိတ်တက်ရှိတဲ့ဆရာတော်တွေတန်ဃာတော်တွေအနာကမျိုးစစ်တွေလွတ်လွတ်လပ်လပ်သာသနာပြုလို့ရအောင်ဘုန်းကြီးကဒီလိုရထားတယ်တကြဘုန်းကြီးကနေပြီးတော့မှအသွေးအသားတကယ်ကိုသာသနာအရင်မြင့်မလုပ်ဘဲနဲ့အသွေးသားဖះရှင်ကလေကြည့်လိုက်ပါလား ဟိုလက်ဝဲရံလက်ရရံဆိုတော့မှခန့်တဲ့အခါမှာလေဟိုအသွေးအသားကိုအခြေခံပြီးတော့ခန့်နိုင်မဘူးဟောအရှင်အာနန္ဒကတော့ငါရဲ့ညီတော်ပဲအရှင်ရောက်လာတော့ငါရဲ့သားတော်ပဲအစရှိတဲ့အပြင်အရှင်ဒေဝရကတော့ငါရဲ့ညီတော်ပဲဆိုတော့အဲ့ဒီလိုသွေးသားကိုအခြေပြုပြီးတော့မှလက်ဝဲရံလက်ရရံဣတတဲ့ဘွဲ့တွေနဲ့ခန့်နိုင်မဟုတ်ဘူးဗျညစွာဗျာကလက်ဝဲရံလက်ရရံကိုခန့်တဲ့အခါမှာအရေးအချင်းကိုကြည့်ခန့်တာအသွေးသားကိုကြည့်မခန့်ဘူးဒါကြောင့်ဘုန်းကြီးတို့တာနာ အမျိုးသာသနာမဖြစ်เสียရဘူးအရေးချင်းသာသနာပဲဖြစ်เสียရမယ်ဟုတ်မလားဟာဘာကြီးဘုန်းကြီးတည်ထားတဲ့จิตတာဟာမြေရတဲ့နာပေါ့တူရတဲ့နာပေါ့တီတီလေးအုံနောက်တီတီလေးနဲ့တွေးပြီးတော့မှမြန်မာနိုင်ငံမှာကြောင်းတကြောင်းဘုန်းကြီးပြန်ရင်လေနောက်ကရန်နေဖြစ်ကြံခဲ့ကြတယ်အဲ့ဒါပြောတာဘုံကြီးသိရွာကြေးတဲ့ရွာလုံးကိုနှလုံးသားတွေလည်းကြေရောဟမ်ဟာအเจ้าတွေလည်းကြေလူတွေလည်းကွဲ ဟာတချို့ဒေတာတွေဘလောက်ကျန်းတယ်လားအဲကျောင်းထိုင်ပုံကြီးတင်းငါနဲ့သူ့ဘက်ကိုယ့်ဘက်ခုတ်ချထိကြပေကြရုံရဂိုက်ရအမှုတွေဖြစ်ကြအမလီသာသနာမှာကျောင်းလူတဲ့ပြဿနာလောက်ကြက်တည်တုံးတာမရှိဘူးဟုတ်ပါလားဤအလွန်မတန်ဟမ်တက္ကရာကမတွေကအလောဘပြတ်ထမ်းပြီးတော့မှလှုပ်ခဲ့တာဗျာဟုတ်လားဤဒီပစ္စည်းဥစ္စာပေါ်မှာမခင်တွယ်လို့မလိုချင်လို့တဏှာ ရာဂကိုပယ်တက်ပြီးတော့မှအလောဘဆိုတဲ့ကုသိုလ်စိတ်ကလေးနဲ့လှုပ်ခဲ့တာလောဘဆိုတဲ့ကိလေသာဆိုတဲ့မစင်တွဲကိုစွန့်ပစ်ပြီးတော့မှကြောင်းဆောက်တာလားဟုတ်ဟဲ့လားတင်းတရားဆိုတရားနဲ့တန်နဲ့တဏကိလေသာကိုစွန့်လိုက်ရတာဟုတ်လားအဲ့ဒီတဏကိလေသာကိုစွန့်ပြီးတော့မှတည်ထောင်ခဲ့တဲ့အရာကိုတို့ဘုန်းကြီးတွေကငါကြောင်ငါကြောင်ငါကြောင်သွားဆွဲနေတော့ ဟာတက္ကရာမလေးစွန့်နဲ့မစင်ကိုမျိုးနေတာနဲ့မတူလားတူလားတူတယ်တပည့်တွေလည်းပြောပြတယ်ဘုန်းကြီးကဒီစိတ်ဓာတ်တွေအမြင်တမ်းတို့သူပြင်ကြရမယ်လို့တကယ်ဘုန်းကြီးကလေဟွန်းဟာငါမြေးမလို့ငါရဲ့တူမလို့အမွေပြင်မယ်ထုံးစံမရှိဘူးသာသနာဟာသာသနာတော်ပဲဖြစ်ရမယ်ဖရာသားဟာဖရာလမ်းစင်ပဲလိုက်ရမယ်ဟုတ်မလားဤ ဒါကြောင့်ဘုရားရှိခိုးတော်မြတ်ကအရေးကြီးရှိတဲ့ပုဂ္ဂိုလ်တွေရွေးချယ်ပေးခဲ့တဲ့အတွက်ကြောင့်လဝဲရန်လက်ရရန်ခံပေးခဲ့တယ်။နောက်ဆုံးမြတ်စွာဘုရားပြိဋိဘံသံဃာနေအာရှင်အာနန္ဒကဘေးမှာရှိတယ်။ရှင်အရှင်အာနန္ဒငုံကြီးတာဗောဗျာပြောရရင်တော့အဲ့ဒါအာနန္ဒဘာအငဲ့စားရှိလဲကအာမငဘာနဲ့ငါဘုရားရှိခိုးတော်မြတ်ကြီးဟောကြားတဲ့တရားတော်တွေကိုသူ့ဆရာနဲ့သူ့တကာသူ့တာဝကနဲ့သူချွေးလိုက်မယ်ဘာမှအာမငင်နဲ့ <laughs> ရှစ်တန်လည်းပဲအရိယာဖြစ်ဖို့ဝါယဟန္တာဖြစ်ဖို့ရအကြောင်းတရားပါပိသစစ်ကြိုးစားပါ။ဟောအဲ့လိုပြောခဲ့တယ်။နောက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောဒီမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံတဲ့ကဆုံလာပြီဗုဒ္ဓနဲ့ပရိနိဗ္ဗာန်ဆံတယ်။လာပြီးကြောင်ရှင်ရနေဒါမြတ်စွာဘုရားကိုတေဇောတတ်တော်လေးဟိုကျွင်းတယ်ပေါ့ဗျာ။ဆိုလိုချင်တာမိစ္ဆုတွေပေါ့ကုခိစကားနဲ့ပြောရင်ပေါ့။ဆိုတော့ဝိတ္တကာရဆိုတဲ့ဒီအမတ်အပါဝင်ပေါ့ဒီအမတ်ချုပ်တွေကလည်း သူကဒီတာသနာကြီးကိစ္စမြတ်စွာဘုရားဇာပနာကိစ္စတွေနဲ့ဟိုမြတ်စွာဘုရားနဲ့တိတ်မကတ်နိုင်ဘူးပေါ့ဗျာနောက်ဆုံးမြတ်စွာဘုရားအမှားတော့သူမကြားလိုက်ရအောင်ဒါနဲ့အလုပ်ပွဲတွေပြီးသွားပြီဆိုတော့အမတ်ချစ်ကြီးတွေကအရှင်အာဏနာစီကတ်လာတယ်အရှင်မြာအာအခုမြတ်စွာဘုရားပြိဋိဘံဆန်သွားပြီ အဲအဲ့တော့ပြတ်ဆက်ပြပြိနေပါဆံပြီးတော့လေဟိုတပိတော်တို့ဘသူ့ကိုကိုးကွယ်ရမယ်ဘသူ့ကိုဆရာတင်ရမယ်အိုက်တွန်းဆိုတော့အရှင်မကတ္တပါလို့ရှိတယ်အရှင်အနုရုဒ္ဒါရှိတယ်ဟုတ်ပါလားဟေတကက်မထေကျော်ဒီအာအီဒက်အရှင်မကတ္တပါဆိုတော့ဒူတင်တေရတရဟနာအရှင်မြတ်ကြီးအီဒက်တဘောရနော်အဲ့ဒါကောင်းဆောင်အဲ့တော့ဆရာတန်ခါကြီးကြီးကြီးညိုင်းရှိတယ်အဲ့တော့ဒီတကက်အီဒက်တဘောရပုဂ္ဂိုလ်ကြီးတွေအဲ့တော့ဘယ်ပုဂ္ဂိုလ်ကိုကိုးကွယ်နေရရမယ်လို့ မြတ်စွာဘုရားမှာခဲ့ပါတယ်လဲဆိုတော့อืมမြတ်စွာဘုရားအဲ့လိုတော့မမှာခဲ့ဘူးတဲ့ဟာဒါမင်းတို့ကအမိမက်တရေငငါဖြစ်ရမှာလားဗျာဆိုတော့မဟုတ်ဘူးတဲ့မြတ်စွာဘုရားကငါဖျားဤကိုစားငါဖျားထားတော်မူခဲ့တဲ့ဓမ္မခန္ဓာပေါင်း၈000လောက်တောင်တုတ်ဝိနိအပိဓမ္မာနိကေငါးရပိဋကတ်၃ပုံခန္ဓာညာရောက်တစ္ဆာတရားကိုမင်းတို့ဆရာလုတ်ပြီးနေကြဟောဘာကိုဆရာလုတ်ပြီးနေရလဲ တရားကိုဆရာလုတ်ပြီးနေရကြပြောပါလေတရားကိုဆရာပုဂ္ဂိုလ်ဆိုတာဝလုံးနဲ့တူတယ်တရားကမှကြောက်တိုင်နဲ့တူတာရှင်းလားရှင်းလားဟေ့နှလုံးသားမှာဖျားတဲ့ထားနိုင်မှကြောက်တိုင်အဲ့နှလုံးသားမှာဖျားတဲ့ထားဖို့တဲ့တစ္ဆာတရားနဲ့အခြားခြားသောပိဋကတ်တော်တွေမလုံးလားလွတ်လားအဲ့ဒါကြောင့်ဒီကြောင်းတိုက်ကြီးကကြောက်တိုင်ကြီးဖြစ်ဖို့ရအတွက်ဆိုတော့ဘုန်းကြီးတို့ဒီမှာ ပရိယတိသာသနာကြီးလည်းဆက်ပြီးတော့မှတည်ထောင်ဆက်ဆက်ပြီးသွားအောင်မယ်ဟုတ်လားယေမန္တလေးမှာလည်းပဲအခုပရိယတိသာသနာကြီးတည်ထောင်တော့တန်ခါအပါတရား80 200နိဗ္ဗာန်ရှိသွားပြီအခုနောက်ထပ်လည်းပဲအခုဒီမှာပရိယတိသာသနာတွေစောင့်နေတယ်လမ်းလမ်းမဲ့နောက်ထပ်နှစ်နဲ့သုံးနဲ့လောက်ဆိုရင်တန်ခါအပါ200လောက်150စသည်အဖြစ်တွေ့ရပြောမယ်စာတင်နေမယ်စာအန်နေမယ်စာချက်နေမယ်ဟောနောက်ဆွေတို့တက္ကရာမတွေစာအောင်ဂုံပြူပွဲတွေတို့ဆရာတက္ကရာတွေလက်တွဲညီညီကြိုးစားဆောင်ရွက်ကြမယ်အဲ့ဒါပါလဲကြောက်တိုင်ဖြစ်အောင်လုပ်နေတာဘာဖြစ်အောင်လုပ်နေလဲ ဒါကြောင့်ဘုန်းကြီးတို့ကနိုင်ကအခုဒီចောင်းတက်ကြီးအခုလိုတိုးတက်နေတယ်။အာဖုံဖုံကမန္တလေးចောင်းတက်ကြီးဘုန်းကြီးရံပါရကမှသွားတယ်။ဒါတော့တူတူတိုးတက်နေတာပဲ။တိုးတက်နေတာပဲ။ចောင်းတက်ကြီး။အာမုံရចောင်းတက်ကြီးတူတူတိုးတက်လို့။အာမုတ်ကចောင်းတက်။အာတောင်သာចောင်းတက်စသည်အပြင်။ဟောအလုံးမတန်ဟိုစီးပွားရေးခက်ခဲငွေရှားပါပါတယ်ဆိုတော့တောင်သာចောင်းတက်တောင်မလေးတောင်သာမြို့နဲ့မလိုက်အောင်ကိုမှတိဆောက်ထားတဲ့အဆောက်အဦတွေတက်ကြည့်လိုက်။ဗိမာန်ကြီးတွေကဆောဆောကြောင်းတော့ဟီးထနေတာပဲ။ဆုလိုချင်တာက ကြောက်တိုင်ပြအရေးချင်းရှိတဲ့ပုံကိုယ်တွေကိုစစ်စစ်ရတယ်ရွေးချယ်ရတယ်ခေါင်းဆောင်ဆိုတာကအဲ့လိုသွားရတယ်အသွေးသားကိုမျက်နှာမလိုက်ရဘူးဟုတ်မလားဒါကြောင့်ဖွင့်တော့ပြက်ပြက်သားသားပြောတော့ပြက်ပြက်သားသားကြောက်စာမှရေးထားတယ်ဘသူကဘသူသားမလို့ဘသူကဘယ်ချောင်းတကာရဲ့သားမလို့ဘသူကဘယ်ချောင်းမရဲ့တမီမလို့အဘသူကဘယ်ချောင်းတကာရဲ့မြေမလို့ချောင်းကြီးဘာဖြစ်မလဲလာမလုံးနဲ့မရှုံးနဲ့မရဘူးဟုတ်လားဘသူတူမလို့အချောင်းကိုချောင်းမှမရှိထုံးစံမရှိရဘူး ဖုံဖုံကဂနေတီဖုံဖုံចောင်းတိုက်တယ်အများကြီးတည်တော့ចောင်းတိုင်ចောင်းပိုင်ဆိုတာဖုံကြီးကိုယ်တိုင်တော့မချင်ကြဘူးဒီចောင်းကဥတုနန္နာပိုင်ပါတယ်တခါမှကိုကိုចောင်းတိုင်ចောင်းပိုင်လို့ကိုထဲကောမစင်စားတာဒါကြောင့်ဘာဖုံကြီးကပြောတယ်ဟေးငါကမှចောင်းတိုင်စစ်တယ်ဖုံကြီးအဖေကလည်းအတက်103နဲ့ငါကမှចောင်းတိုင်ဖုံကြီးအစစ်တဲ့ဘာဖြစ်လို့ထိုင်းကြည့်နေရတာတဲ့ဘယ်မှမသွားရဘူးတဲ့မင်းကចောင်းရှာဖုံကြီးတဲ့ မင်းကကြောက်မဲ့အလျှောက်ရှာပေးနေတာတဲ့ထိုင်လည်းမထိုင်ရဘူးတဲ့ငါကြည့်လိုက်တာလေတဲ့ဟိုမှာလည်းကြောင်တက်ကြီးတီတောင်ပေးသွားဟောတပည့်ဒီသူထားခဲ့ဒီမှာလည်းကြောင်တက်ကြီးတီတောင်နဲ့တပည့်ထားခဲ့ငါလက်ထုပ်ကြည့်တယ်မင်းဘယ်ကြောင်တက်မဆဲရပြောင်းမနေဘူးတဲ့ကြောင်တက်ဒီအများကြီးတီတောင်တာဘာဖို့တပည့်တော်ကကြောင်တိုင်ကြောင်ပန်ဖြစ်ဖို့အတွက်ကြောင်တက်တီထောင်တာမဟုတ်ဘူးအနာကသာသနာအတွက်အရေးအချင်းရှိတဲ့သားတော်တွေအရေးချင်းရှိတဲ့တပည့်တွေလွတ်လွတ်လပ်လပ်အလုံးလွတ်စေခြင်းလို့ ဗုဒ္ဓသာသနာတော်ကြီးတိုးတက်ပြန်ပွားဖို့အတွက်တပည့်တော်ကအလုံးလောက်တာဖျားဆိုတာတာရုပါဗျာတာရုတာရုတာရုပါဘာပုံကဟုတ်လားဟိစိတ်အဲ့လိုဖြစ်ရမယ်ဟုတ်လားနော်ဒါဆိုတို့တက္ကရာမတွေဩဘုန်းကြီးမရှိလဲဗျာပြပြတော့ဟိုဒီမှာကလည်းအရေးချစ်ပြစ်ပြီးတဲ့ပုံကိုယ်တွေကိုဘုန်းကြီးတို့ကဖျားရှိကိုယ်တော်များကြီးလမ်းစဉ်တိုင်းတို့ကချက်ချက်နဲ့နဲ့သွားကြမှာဟုတ်ပါလားနော်ဒါဆိုတချို့ကတော့မင်းကတော့မဟာနာကဆရာကြီး ဟုတ်ဒုနနာရဲ့ကျောင်းမကြီးကလည်းဟီထနာပဲတဲ့ဒီတော့မန္တလေးကျောင်းတိုက်လည်းရောက်ဘူးတဲ့မုံရွာကျောင်းတိုက်လည်းရောက်ဘူးတဲ့မုတ်ကုတ်ကျောင်းတိုက်လည်းရောက်အရှင်မြတ်တီထောင်တဲ့ကျောင်းနဲ့တိတိတိတခုမှမရှိဘူးတဲ့ဟီထနာကြီးလေအရှင်မြတ်ဘယ်လိုစီမံချက်တင်နေဘယ်လိုခန့်ခွဲပြီးဘယ်လိုအုပ်ချုပ်ပါတယ်ဖေဟာပေါ့အဲ့တော့မှဘုန်းကြီးဒါလေးကိုအနာကစီမံချက်စာရက်ကိုကုန်ဖြတ်ပြီးတော့မှဆရာပဲပြောတော့တော့အကြမ်းမှန်းတယ်အံ့ဩသွားတယ်အော်အဲ့လောက်တိအတွေးခွန်နဲ့လှုပ်ထားတာဟိုးတဲ့အာဒါပြင်ဓမ္မရံဒီစိတ်ချရပါပြီဗျာတဲ့ မုတ်ကုတ်တစ္ဆာတရားအတွက်လည်းစိတ်ချပါတယ်တဲ့သာသနာအတွက်လည်းဒီလိုတို့ကတားစိတ်ပူတာတဲ့ဒီဥတုနဲ့အသက်60တဲ့ခဏိတေမလားနှစ်ပြန်တေမလားဒီဘက်ကတေမလားအားလည်းပြီးတယ်ဒီလိုတို့ကလေမနေရမနေရမဟာနာကဆရာအားလည်းပြီးသွားတယ်တိလားဘယ်နေ့တေမှမသိဘူးတဲ့ဒီကောင်လေးတေသွားရင်ဒါတဲ့ဘယ်လိုလုပ်ကြမလို့ဟိုအဲစိတ်သာပူနေတာသူအသက်60ကျော်တယ်ရတယ်အသက်ရှိတဲ့ကြော်ရည် င်းဒီမှာ60လေးကိုလာပြီးတော့မှစိတ်ပူနေတယ်ယဟုတ်တာဗောကံဟောက်တာဒါကွေးတော့လက်မဆန့်ခင်ဆန့်တော့လက်မကွေးခင်တင်ချင်းတရားအချိန်မြင့်မသိဘူးလားတင်နိုင်လားအဲ့ဒါပါလေအနာကတ်သာသနာအတွက်သာသနာကိုချစ်တဲ့ဆရာသမားတိုင်းဟာဒီတိုင်းပဲသာသနာတော်ကြီးအတွက်ကိုစိတ်ပူတတ်ကြတယ်စိတ် ဇတ်တာတံပုံကြဒါတွေတင်ပြတာဒုပ္ပချုပ်ဆရာတို့ရဲ့ကောင်းလိုက်တာဥတ္တနာသိအီသိလောက်တတ်တာပဲအလုတ်တစ်ခုဟုတ်တယ်တပည့်တော်လေးသာဝန်တာတာတဲ့အရှင်မြတ်ရဲ့အနာကတ္တသနာတမိုင်းကိုကြည့်တော့အော်တော်တော်အလုတ်လုံနိုင်တာပဲအနာကတ်တွေတော်တော်မျောမြင်ထားတာပဲတဲ့သူတို့ဝန်တာတယ်ဗျာတဲ့ဒုပ္ပချုပ်ဆရာတို့ကြီးကလည်းဘုန်းကြီးတို့တွေ့တယ်တွေ့တယ်အများအားဒါကြောင့်ဆရာတို့ကြီးကတိုက်ရိုက်ကိုကြွားပြီးတော့မှချင်းမြောက်ပေးကြတာမနေ့ကနော်မနေ့ကလည်းဆရာကြီးအကုန်လုံးပို့ရတယ်ကဲကောင်းပါပြီဟိုက17နှစ်လည်းခွဲတော်မဲ့ဘိုက်တွေလည်းစားကုန်ပါပြီဟဲ့လား ဘယ်နှခါစားပြီးပြီတော့ငဲရှောက်ပြပြောနေနော်ခေါင်းကြီးကသတင်းပို့တာရှိတယ်တူအခရာကြီးပြောတာနော်မနှခါတဲ့ထမင်းတို့ဝယ်လို့သူတို့စားတယ်တဲ့ ီးတော့တဲ့ကိုစွန်နိုင်ဦးအားတဲ့မိဖို့ကြောင့်လည်းမမေးပဲနဲ့တဲ့စွန်လောင်းပြီးစားနိုင်မှာပြီးစွန်လောင်းမှုပြီးစားနိုင်မှာပြီးဆိုတော့လာလိုက်ကြတာဟိုမှာတဲ့စွန်ကြောင့်လည်းစွန်ဟင်းစွန်တမန်လည်းအစင်းလေးကလည်းမဖြစ်သေးရှိတဲ့ဟာပဲလှန်လှော်စားသွားကြတာပဲတဲ့ဥတာဘောကိုမိပါကြောင်ကိုမိသားစုကြောင်ဟုတ်တယ်မလားရေဘာမှရှက်စရာငါနှလုံးသားမှာဖျားတဲ့နိုင်အောင်ညံဖျားလေးတွေတဲပြီးတော့ကြောက်တိုင်နှလုံးသားတွေဖြစ်အောင်ကြိုးစားမယုံပွားများအထောက်ကြပါဇို့လို့ဖမုံရဲ့မွင်းနေ ဩဝါဒဓမ္မကထာကိုဣမာပဲနိဂုံးကပအဆုံးသတ်တာရုခောသာဓုသာ